စဘာစည်းစတိုက်ကြဆင်းနေပြီးတွင်ရစုစင်းနှောင်းတွေကြီးမြင့်နေတာကြောင့်လက်ထမအချို့စဘာမဆိုင်နိုင်တော့ဘူးလို့သိရပါတယ်။စဘာစည်းစတိုက်ကြဆင်းနေပြီးယာရီဆက်ရှုံးပေါ်ကနေခဲ့တာကြောင့်ဒီကနေ့စဘာဆိုင်ယာရီချိန်မှာအေယာရီတိုင်အတွင်းကလက်ထမတွေစိုက်ဧကရှော့ချစိုက်ပြိုကြသလိုတချို့ဟာဒီကနေ့အချိန်ထိစိုက်ပြိုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိစဘာစည်းကွက်မှာပြင်းပြွနွေစဘာတင်းတရာကို73သိန်းချက်မိုးစဘာတင်းတရာကို95သိန်းချက်ဝန်းကျင်ရှိနေပါတယ်။ ။တွင်အားစုစည်းိမ်နဲ့အထွန်းနှုံမကိုက်ညီတာကြောင့်မိုးစပါအပြင်မဆိုင်တော့ဘူးဆိုရဲတောင်သူတွေပါရှိလာနေပါတယ်။ညောင်နှောင်းမြို့နယ်ကတောင်သူတအူးကညနေပိုင်းနေဆိုမဆိုင်ကြတော့များတယ်။မနေ့ကရေမြုပ်ထားလို့ရှုံးကြတာလည်းပါတယ်။အခြားကန်သမားတွေဆိုမကိုက်ဘူး။မနေ့ကလည်းရှုံတော့ဒီနေ့မဆိုင်ကြတော့ဘူးလို့စေချပလက်ဖောင်းကိုပြောပါတယ်။လက်သမားအများစုဟာပြိုးထောင်ဆိုင်ပြိုးတော့ထက်ပြိုးချင်းဆိုင်ပြိုးတော့ကိုပဲလှူဆောင်နေကြပြီးဆိုင်ကားပြေဆိုင်ပြိုးတဲ့တောင်သူတွေနေပါနေပါတယ်။ဒါပြင် အလုတ်သမားရှာပါမှုပါကြုံတွေ့နေရပြီးလူငယ်တွေအများစုဟာစစ်မှုထမ်းဥပဒေအရတင်းရှောင်နေရသလိုအမျိုးသမီးငယ်တွေကလည်းလောကရရှိမှုနေပါတဲ့လေလုံငန်းတွေကိုကြောခိုင်းပြီးဆက်ရုံအလုပ်ရုံတွေမှာတွားရောက်လုပ်ကိုင်နေကြတယ်လို့သိရပါတယ်